င်္ဂလာပါဒီပိပဲတွေ့ဆုံပြန်ပြန်ကအစီအစဉ်အနေကြိုဆိုပါရစေဒီနေ့အင်တာဗျူးစီစဉ်မှာတော့မြန်မာလူရည်စံဘောလုံးအသင်းအနေအားယူခဲ့ပြီးမဲ့လက်ရှိဇွဲကပ်ဘယ်ယူနိုက်တက်ဘောလုံးအသင်းမှာပြန်ကစားနေတဲ့မြန်မာလူရည်စံကစားသမားအောင်တန်တန်ထွေးနေတွေ့ဆုံပြန်ပြန်ပေါ်မှာဖြစ်ပါလေမမင်္ဂလာပါခင်ဗျဟုတ်မင်္ဂလာပါဟုတ်ကဲ့ဗျပထမဆုံးအနေနဲ့ကျွန်တော်မေးချင်တာကတော့ဗောနော်လက်ရှိဒီအမားရဲ့ဒီဇာတိနဲ့ဒီဘောလုံးဒီဘောလုံးစပြီးတော့ကစားဖြစ်တဲ့ပုံအရင်ဆုံးပြောပြပေးပါဟုတ်ကဲ့ပါလက်ရှိဇာတိရဲ့အယဝီတိုင်းညောင်တုံးမြို့ဦးမေစုကြည်ပါဗောနော် ဟိုဘောလုံးစကစားတာတော့2000 99လောက်ကစကစားတာပါနော်2001လောက်တော့လည်းရွေးစဉ်ပါတာပေါ့အဲ့2001ကနေ2015အထိကလည်းရွေးစဉ်မှာ73နဲ့74နှစ်ထိကစားခဲ့တယ်ပေါ့နော်ဟုတ်ဟုတ်ပြန်ပြန်အဲ့တော့ဒီဘောလုံးကစကစားစကစားရဲ့အချိန်မှာဟိုဒီကိုကဒီအမျိုးသမီးလည်းဖြစ်တော့ဒီဘောလုံးကစပြီးတော့စိတ်ဝင်စားတာဘယ်လိုဘယ်လိုအချက်လက်တွေရှိတယ်လားမျိုးမျိုးရှိလို့လားလေးချက်တော့ပြောတော့ပြောပါဟုတ်ကဲ့ပါအဲ့ဒါကတော့ဘယ်လိုပြောဘယ်လိုပြောထူးဆန်းတယ်ပေါ့နော်ပါရမီပဲပြောရမလို့လို့ရမလား နေရင်လည်းမျိုးရိုးလည်းမရှိပါဘူးမိဘတွေလည်းဟိုဘောလုံးဝါဒနာမပါဘူးဟိုအဲ့တော့ဆိုလို့ရှိရင်ဟိုကိုယ်လေးစကားသားတဲ့အချိန်တုန်းကဆိုလို့ရှိရင်ဘောလုံးလောကဒီလောက်တိတ်ပြီးတော့မိန်းကလေးကစားတာမရှိပြီပါရှိတော့ရှိတယ်ပေါ့နော်ရှားတယ်ပေါ့အဲ့ဒီချိန်တွေကအဲ့ပွဲရှိလို့လည်းကစားမှာကိုကငငယ်လေးတွေက အဲ့ဘောလုံးကိုအရန်ယူတွတ်တာပေါ့နော်ယောက်ျားလေးကစားနေယောက်ျားလေးနဲ့ပဲအများဆုံးကစားတယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာအခုဒီအမဒီလက်ရွေးစင်အသင်းကနေတော့2015ဒီအာဆီယံချန်ပီယံရှစ်ပွဲရဲ့ပြိုင်ပွဲမှာအားယူလိုက်တယ်ပေါ့နော်အဲ့တော့ဒါမှလက်ရှိအချိန်မှာဒါဇွဲကပင်ဒီအမျိုးသမီးလေးကလည်းစတော့ဇွဲကပင်အသင်းမှာဆက်ပြီးကစားနေအဲ့တော့လက်ရွေးစင်အသင်းကနေအားယူလိုက်ပြီမြန်ဒီကလပ်မှာပြန်ကစားတဲ့အချိန်နေရာကိုဘယ်လိုကြောက်လဲမသိဘူးပြောရတယ်ပေါ့အင်းအရှင်းဆုံးပြောရရင်တော့ဘောလုံးကတော့မဆွတ်လွတ်နိုင်သေးဘူးပေါ့နော် မဆွလွန်းတဲ့ဝါဒနာလည်းအရင်ဟိုဟိုကဘယ်လိုပြောမလဲကိုတကယ်အလုပ်ကလည်းလုံနေရတဲ့အလုပ်ဆိုတော့ဘလုံးတော်တော်နဲ့မဆွလွန်းနိုင်ဘာပဲပြောဟိုစိတ်အဆင်မပြေတာရှိပြီမဲ့စိတ်ရောခဏမကသာတော့ဘူးလို့ဆုံးဖြတ်လိုက်ပြီမဲ့နောက်ပိုင်းသိစရာကိုကိုဆုံးဖြတ်လိုက်တဲ့အခါကျတော့လေဘလုံးမဆွလွန်းနိုင်ပေါ့အားကြောင့်မို့ဟိုလေရွေးစင်မှာမကသာတော့မနာပြီမဲ့ဒီကလပ်မှာဟိုဘလုံးသမားတယောက်အချိန်ပေါ့နော်အချိန်ရတဲ့အချိန်လေးဘလုံးကသာရတာပေါ့နော် ဟိုနဲ့တကြီးဟွာလို့မလုံနိုင်တဲ့အချိန်ကျမှထားလုပ်လို့ရတဲ့ဟာမျိုးမဟုတ်တော့လေဟိုကိုလည်းကစားနိုင်နေတယ်ဆိုတော့အဲ့ဒါကြောင့်မို့ဒီမှာပြန်ဝင်ပြီးကစားတော့ဟုတ်လားအခုဒါအမျိုးသမီးလေးပြန်ပွဲရတာမနေ့က2016ခုနှစ်မှာလေမြန်မာနိုင်ငံဘလုံးမချောစပြီးတော့ကျင်းပါတယ်ပေါ့နော်အဲ့တော့ဒီအမျိုးသမီးလေးပြန်ပွဲစပြီးတော့ကျင်းပလိုက်တဲ့ပုံမှာဒီကစားသမားတယောက်နဲ့လေးဝဲစင်ကစားသမားအောင်တယောက်နဲ့ဘယ်လိုမြင်လဲမသိဘူးဟုတ်ကဲ့ပါဘာပဲပြောဒီလိုပြိုင်ပွဲကျင်းပပေးတယ်ဆိုတော့ကောင်းပါတယ်ဒါပေမဲ့ဟိုဟို ဖြစ်ချင်တာပေါ့နော်ဖြစ်တင်တာကတော့တန်းနဲ့မကဒီဒီလိုလိပြိုင်ပွဲရောအချမ်းပြိုင်ပွဲတွေရောပြိုင်ပွဲတွေကိုများများလှုပ်ဆဲချင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အခုနောက်ပိုင်းဆိုလို့ရှိလို့ရှင်ဘောလုံးသမားတွေကအမင်းကလေးကအများဆုံးပေါ့နော်။ကိုယ်တွေလည်းရွေးစင်မှာထွက်လိုက်တဲ့မျိုးဆက်ကပြတ်နေတာပေါ့နော်။အဲ့အရှင်းနဲ့အနောက်နဲ့ generation ကိုတော့ကွာနေတာပေါ့နော်။အဲ့ဒီအတွက်ကိုလည်းပြိုင်ပွဲများများလှုပ်လူငယ်မျိုးသက်တွေများများမွေးထုတ်မှာဒီရဲ့ဘောလုံးကနည်းနည်းဟိုဘယ်လိုပြောမလဲ။သူများနည်းမီမယ်လို့ထင်တာပဲ။ မားတော့တော့တခုနဲ့မှာစပြီးလေဝေးစင်ဖြစ်တယ်နောက်ဆောင်မှာမလာဘူးဆယ်လေးနှစ်လောက်တာလေဝေးစင်တင်မှာတော့ရှော့ကစားခဲ့တယ်ပေါ့နော်တော့ဒီအောင်မြင်မှုတွေလည်းတော်များရခဲ့တယ်ရခဲ့တယ်ပေါ့နော်အဲ့တော့ဒီကိုကစားခဲ့တဲ့လေဝေးစင်တစ်လျှောက်မှာပေါ့နော်ကိုအတွက်ပေါ့နော်မှတ်မှတ်တည်းရှိတဲ့ဒီတိုင်မဲ့ကစားသမားပဲဖြစ်ဖြစ်ကိုယ့်ရဲ့အသင်းပေါ်ပဲဖြစ်ဖြစ်ဒီကိုစိတ်နှစ်တတ်တယ်ပေါ့နော်စိတ်နှစ်တတ်တဲ့ကစားသမားဘယ်နှယောက်လောက်ရှိလဲတဲ့အဲလေဝေးစင်မှာတော့တကယ်ပေါ့နော်ဟုတ်တယ်လေဝေးစင်မှန်အသင်းပေါ့အဲ့အသင်းမှာတော့ ဆက်ဆက်မော်ရခင်မလာထုံးလို့ဆိုတော့ဒါတကယ်ပါရမီရှင်ကြီးရည်ဦးလို့ဆိုပါတော့အဲဟိုသူတို့တွေနဲ့ဘလုံးကစားရတာသူတို့လည်းပဲပြီးတော့တကယ်အရေးချင်းရှိတယ်အဲ့လိုသူတို့တွေနဲ့ကစားရတာတကယ်ဟိုရတာရှိတယ်ပေါ့ကစားလို့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးလေးသူတို့ရဲ့ဘလုံးဘယ်လိုပြောမလဲသူတို့ရဲ့ဘလုံးအဆင်အားလည်းပဲပြီးတော့တကယ်ဟိုကစားလို့ကောင်းတဲ့ကစားသမားလေးတွေတို့ကတော့တွဲကစားတဲ့အချိန်မှာအဲ့လိုခံစားရတာဟုတ် ဟုတ်ကဲ့ဗျာနောက်တစ်ခုကတော့ဒီလယ်ရွေးစင်တန်တန်းလျှောက်မှာပေါ့နော်ဒီပြင်နာမြန်မာလယ်ရွေးစင်အမျိုးသမီးတွေကမနိုင်တာဆိုရင်ပေါ့လေ၅၆နှစ်ရှိပေါ့နော်ထားဝင်ဟိုခြေစပ်ပွဲမှာတော့နိုင်တယ်ဒါပြန်ပွဲမှာမနိုင်ဘူးပေါ့နော်အဲ့အဲ့တည်းဒီကျွန်တော်တို့ဒီထားကျွန်တော်တို့ဒီမြန်မာလယ်ရွေးစင်အမျိုးသမီးအသင်းနဲ့ဒီထိုင်းလို့ပြင်နာတင်နေတဲ့ကြားထဲပါပေါ့နော်ကွာဟချက်ဘလို့ကွာဟချက်ဒီရှိလို့လည်းမသိဘူးဟုတ်ကဲ့အဲ့ကွာဟချက်ကတော့ခုနပြောတဲ့မျိုးဆက်တစ်ပေါ့နော်ဥမာမျိုးဆက်တစ်ဆိုလို့ရှိရင် ထိုင်းတို့ဗီယက်နမ်တို့ဆိုတာ ျိုးဆက်တဲ့သူတို့ကနောက်မျိုးဆက်တဲ့ကိုသူတို့ကဒါလိုက်မွေးထားတာပေါ့နော်ကလပ်အသင်းတွေရှိတယ်ဥရောပဒီအာရှလက်ပြီးတော့သူတို့ကခြေစမ်းပွဲတွေသွားတယ်ပြီးရင်အဲမျိုးဆက်တဲ့ကသူတို့က14 16 19ပေါ့နော်အဲ့ဟာတွေကသူတို့က strap band စတဲ့ကသူတို့ကတခါတည်းသူတို့ကရှိပြီးသားပြင်ဆင်ပြီးသားပေါ့နော်အကြီးအသင်းကို16နှစ်20ကျော်လာတဲ့သူတို့အကြီးအသင်းဝင်နိုင်တယ်ပေါ့အဲဒီမှာဗာပြတ်နိုင်ဖြစ်နေတယ်ဆိုတော့16နှစ်မွေးလဲတနည်းနည်းပြပို့မမွေးတော့ ဆက်ကြောင်းနဲ့မွေးလဲပြန်မွေးနေမှ2လ3လလို့မှအဲ့လောက်မွေးတယ်။အဲ့ရကြတော့ကလေးတွေကတက်လာဖို့မရှိဘူးပေါ့နော်။အရှင်းဆုံးပြောရင်ဘာပဲဒီအကြီးသေးကိုဟိုနှလုံးပေါက်သွင်းထားပြီးတော့မှတွင်းထဲနဲ့လေ့ကျင့်ပြီးမှဒီအကြီးသေးကိုမှီနိုင်ပါလေ။အဲ့လိုမျိုးလေးတွေတကယ်အားနေတာမရှိလဲမရှိအခုဆိုပို့ဆိုးနေပြီ။လုံးဝမျိုးဆက်ပြတ်နေ။ဒီလေရွေးစင်မှာဆိုဥမာနာသွားတယ်လို့ရှိရင်တော့အဲ့နေရောက်အဲ့လူလောက်မကောင်းတော့မှနောက်ထဲပေါ်ကနည်းနည်းအခက်ခဲလေးတွေမျိုးဆက်ပြက်တဲ့ပုံဖြစ်နေတာပေါ့နော်အဲ့မှာအရန်ကွာချားတယ် အဲ့လိုမျိုးတွေနေနေတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီပြီးခဲ့တဲ့၄၅၆နှစ်လောက်မှာကျွန်တော်ပြင်နာမနိုင်ဘူးထားကိုလည်းတိုင်ပွဲတွေမှာမနိုင်ခဲ့ဘူးအဲ့တော့လက်ရှိအနေထားအပေါ်မှာရောဒီလက်ရှိလေရွေးစင်အတင်းရဲ့ခြေစွမ်းအနေထားအလားလာတော့ဒီဗာမဲ့တိုင်ပွဲတွေမှာပေါ့နော်ထိုင်းနဲ့ပြင်နာပြင်နာအတင်းတွေကိုနိုင်ဖို့အတွက်ကိုယ်မှာချက်ဘလောက်အခွင့်အရေးရှိလဲရှင်နိုင်ဟိုရှင်နိုင်မှုရှိလားဘယ်လိုပုံစံချင်းဟုတ်ကဲ့ပါဟိုကိုလည်းလေရွေးစင်ကစားသမားတယောက်ဖြစ်ခဲ့တော့ဟိုလိုမနော်ဟို မှန်းကြည့်တာပေါ့တွေ့ရတာအခုလောလောဆယ်လက်ရွေးချင်မှာခက်ခဲဖြစ်နေတာဟိုတန်ရာရှိတဲ့လူတွေပေါ့နော် တကယ်အားကိုးရတယ်အခုပြိုင်ပွဲသွားတာဟိုဟာ BNM ပြိုင်ပွဲသွားဆိုဟိုဟာပေါ့နော် တကယ်အားကိုးရတဲ့ကလေးတယောက်ဘယ်လိုလဲမေသူကျော်ပေါ့နော်ဟုတ်ကဲ့ first line နဲ့ကစားနေရတယ်ဒူးနာသွားတာတစ်နှစ်ခွဲလောက်နာအဲ့လိုမျိုးလေးရှိပြီးတော့ခင်မလာတို့ကျမ်းမကြီးကြောင်းမှုနားရတာလေးရှိရှင်းလို့ပြောရရင်တော့ဒီအသင်းမှဒီကလေးနှစ်ယောက်ကတကယ်ကစား first line နဲ့ကစားသူတို့မီတဲ့လူတွေမရှိသေးဘူးပေါ့နော် အဲ့လိုမျိုးလေးတွေဖြစ်သွားတဲ့ခါကျတော့အတင်းအတွက်တော့အားနေသွားတယ်ပေါ့ဟိုဘာပဲပြောနောက်လူတွေကလည်းသူတို့မမိနိုင်သေးဘူးပေါ့နော်ဟိုအရှင်းဆုံးပြောရရင်နည်းနည်းတော့အခုလက်ရှိအချိန်မှာတော့လေးလေးနဲ့အင်းမှာအားနေနေတယ်အားနေနေတဲ့အတွက်ကြောင့်ဒီအခုလာမယ့်စီးကိန်းမှာလည်းဟိုဘာပဲပြောဝင်တော့ပြန်ရမှာပေါ့ဟုတ်ကဲ့ဟိုအားနေဆိုရင်သူတို့မပါလို့လဲဟိုပြန်ဝဲမလုပ်လို့မရဘာမျိုးရှိရအောင်နော်ဒါပေမဲ့လက်ရှိရှိတဲ့လူနဲ့ကိုတော့ဟိုအကောင်းဆုံးဖြစ်အောင်တော့အကောင်းဆုံးဖြစ်တာတဲ့ ကောင်းတဲ့ကောင်းစူးစမ်းပြီးလုံးမှာပဲကာလာဝင်မလို့တော့ထင်တယ်ဟုတ်ကဲ့ဗျာဒါလိုလေးပြင်းစင်အဲဒီမျိုးစုကြီးလေးပြင်းစင်တဲ့အနေနဲ့ဒါလိုကြဆင်းလာတဲ့အပေါ်မှာပေါ့နော်အဲဟိုပြိုင်ပွဲတွေကတော့အများကြီးရှိနေမှာအဲ့တော့ပူပြီးကောင်းလာနိုင်မှုရောဒီဒီ player ရဲ့ဘက်ကရောအချုပ်နီးတဲ့ဘက်ကရောပတ်မှုမဲ့ဘောလုံးဘက်ကျောဘက်ကရောဘာတွေစုပေါင်းပြီးတော့လုပ်တဲ့နေလို့ထင်ရတာอืมအကျယ်မင်းရှင်တာကတော့နော်ဒီဟိုပတ်မှုမှုကတော့ကောင်းပါတယ်ဘာပြောသူတို့ဥစ္စာတော်လဲလုပ်တဲ့နေလောက်လုပ်ပြီးတယ်အထိုင်းတက်ပေါ့နော် လုတ်လုတ်ပေးတယ်ဒါပေမဲ့ဟိုဖြစ်ချင်တာတော့ဒီပွဲမင်းများလုတ်ပေးစေချင်တာပြန်ပွဲပေါ့နော်ပြန်ပွဲပြည်တွင်းပွဲမှာပြည်တွင်းမှာတနစ်ကို၃ပွဲလောက်ကစားရရင်လည်းမဆိုးဘူးပေါ့နော်လက်ရွေးချင်ဆိုလည်းပြည်မှာမှတော့ကစားလိုက်ပြည်တွင်းမှာကစားလိုက်ဒီလိုမျိုးခြေစမ်းပွဲတွေပေါ့နော်များများကစားပေးလာလို့ခါကြတော့ရှိရင်တော့အသင်းကတိုးတက်လာမယ်အခုကပြန်ပွဲမရှိတော့လက်ရွေးချင်မှလည်းဒီလူဒီလူတွေဒီလူဆိုတော့အချားပေးမှကောင်းတဲ့ကလေးတွေကမကစားရတဲ့ခါကျရွေးလို့မရဘူးပေါ့ ပြိုင်ပွဲနဲ့ပဲတိုင်းတိုင်းယူရတဲ့ခါကျတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအခက်အခဲလေးတွေတော့တွေ့တယ်အဲ့ပြိုင်ပွဲများများလုပ်ပြီးပါလို့ပဲအကြံပြုချင်တာပေါ့နော်လက်ရှိဒီဒီဒီအမျိုးသမီးဘောလုံးတစ်ပေါင်းတယောက်အနေနဲ့ပေါ့နော်ဘောလုံးကနေပေါ့နော်ဘောလုံးကိုစောင့်ချပြီးတော့ professional တစ်ခုနေတယ်ပေါ့ professional ကိုယ့်ရဲ့ဒီအသက်မွေးမ်းကြောင်းလုပ်ငန်းတစ်ခုအနေနဲ့ဘောလုံးပေါ်မှာအပြည့်အဝအာရုံစိုက်ပြီးတော့ကစားနိုင်တဲ့အနေထားရောက်နေပြီလားဘယ်လိုမြင်လဲမသိဘူးအဲ့ဒါတော့ငငယ်လေးတည်းကကစားရတာပဲပေါ့ ဘယ်လိုပြောမလဲဟိုကတယ်လီဗီမှာပဲ69လောက်ဆိုဟို15နဲ့16နဲ့အရွယ်လောက်တွေကကိုယ်တွေကစားလာတာပဲမိန်းကလေးကတော့အမှန်ကန်ချက်မရှိပါဘူးဒါပေမဲ့ဝါသနာပါပြီးတော့ကိုဘောကကိုနှစ်ပြီးတဲ့ဒီမှာကစားတယ်အိုးပေါ့နော်ကိုတကယ်မျက်နိုးတဲ့အလုပ်မူလို့ကစားတယ်တိတ်ပြီးတော့အမှန်ကန်ချက်မရှိဘူးအဆင်ပြေတဲ့အချိန်ပဲအဆင်မပြေတော့ရတော့ကိုလမ်းကြောင်းကိုသွားတက်ဖို့ပဲအရေးကြီးအဲတိတ်ပြီးတော့ဟိုဘယ်လိုပြောမလဲရဲ့ရောဘဝတော့အမှန်ကန်ချက်မရှိဘူးပိတ်ဆက်မှုတက်တက်ပဲ တယ်မဲ့သွားတယ်နိုင်နာရှုံးတာနိုင်လဲနည်းနည်းပဲရရှုံးတော့ပြောမနေဘာမှမရဘူးပေါ့ဒါမှအဲ့အဲ့ချင်းကထိတော့မှကိုတွေကကစားယုံကန်ကစားလာကြတာနော်ဟိုဘာပဲပြောပြောဟိုဘဝတစ်ခုရင်းပြီးကစားခဲ့ကြတာပဲလေအခုနောက်ပိုင်းတော့လည်းအဲ့လိုမျိုးပေါ့နည်းနည်းလေးနည်းနည်းလေးပံ့ပိုးမှုလေးတွေပါလေးပါလာတော့နောက်မျိုးဆက်တဲ့အနေနဲ့ကတော့ကိုတကယ်ဝါသနာပါတဲ့လုပ်ပဲမဟုတ်လားတကယ်လှုပ်ရှင်လို့ရှင်ဒီလိုလို့ရတာကိုကိုဝါသနာပါကိုနှစ်သက်တယ်ဆိုတာကိုဂုံယူလေး ငွေကြီးရတော့ကိုကိုလှုပ်ရှားတဲ့ပုံမှာကိုလှုပ်ကောင်းတဲ့ပုံမှုတည်ပြီးတော့သူကတော့နောက်ကဟိုပေးဆက်မှုကလိုက်လံမှာပေါ့ဟုတ်ကဲ့ပြန်ကျွန်တော်ဒီကလပ်အသေးလေးဘက်ကိုပြန်လေးပြန်ဘက်ကိုပြန်ပြီးတော့သွားတင်တယ်ပေါ့နော်အခုဒီအမကစားခဲ့ရဒီ၁၄နှစ် လောက်အသေးမှာပေါ့နော်ဟုတ်ကို့အတွက်ပေါ့နော်ကို့အတွက်ကဒီဒီမြန်မာနိုင်ငံအတွက်ကိုပေါ့ကိုယူစားကောင်းတဲ့အခိုက်အတန့်ပေါ့နော်အမှတ်တရပွဲတွေပါလို့ရှိလာတယ်อืมရှိပါတယ် ဟိုလေးရင်ဆက်ပါတယ်ဆိုတော့ကိုကိုကိုတော့ကိုကတော့ခုံယူပြီးသားပါတော့တကယ်လည်းကြိုးစားတယ်အဲ့အင်ရှင်စီးကိန်းဖြစ်တော့ဟိုပါပေါ့ထိုင်လန်နဲ့ဆီမီဖိုင်နယ်မှာပါတော့ဟုတ်ကဲ့အဲ့တော့ကတော့ဘဝမှာတကယ်မမတ်ရရပါကိုအင်ရှင်ဖြစ်တယ်တကယ်ဟိုနိုင်ရမယ်ဆိုတော့စိတ်နဲ့ဟိုအရှင်းဆုံးပြောရင်အသေးကြီးကစားပြစ်တာပါတော့အဲ့တော့ဟိုပန်နတီနဲ့ပေါ့နော်ဟိုပန်ပန်နေနေကြအကြောင်းပြောလွဲချော်သွားခဲ့တယ်အဲ့ဒီဟာတော့အခုချိန်ကြီးပြန်တွေ့ အစ်စ်လိုပဲထင်အရင်ထဲမှာလည်းတကယ်မမရရတကယ်ကိုရှိနေတာအဲ့ပွဲတပွဲပေါ့ဟုတ်ဟုတ်ကဲ့ဗျာနောက်တစ်ခုကတော့အခုကကျွန်တော်နိုင်ငံမှာဒီအမျိုးသားလေးရောအမျိုးသမီးလေးလည်းစပြီဆိုတော့ဒီဘောလုံးအားသားကိုအရင်အတည်းတော့ပို့ပြီးတော့လာဆက်ဝင်စားဖြစ်လာကြတယ်အဲ့တော့သူဘောလုံးအားသားကိုစပြီးတော့ဒီဆက်ဝင်စားပြီးတော့ဒီ professional ဘောလုံးသွားဖြစ်ဖို့ဒီကြီးမားတာကံပြည့်ရှိတဲ့ဒီအမျိုးသမီးကစားသမားတွေအတွက်ကောဒီမားတာ senior ဝိုင်းကစားသမားတွေအောင်ဘယ်လိုစိတ်ဓာတ်တွေဘယ်လိုကြိုးစားမှုတွေရှိဖို့လိုအပ်လဲလို့ထင်နေတာ ဟုတ်ကဲ့လိုအပ်ပါတယ်ဟုတ်ဘောလုံးအခုနောက်ပိုင်းကလေးတွေပေါ့နော်ကိုလည်းဒီအခုကလပ်တင်းမှကစားတယ်သူတို့တင်ပေးတယ်မောင်ကိုကိုတိုင်းလည်းသူတို့နီးပြလုပ်ပေးတယ်ကိုကိုတိုင်းလည်းကစားပေးတယ်ဒါပေမဲ့အခုနောက်ပိုင်းကလေးတွေရဲ့စိတ်ပေါ့နော်သူတို့ရဲ့စိတ်ကဘယ်လိုပြောမလဲတိတ်ပြီးတော့ဟိုကိုလေးလိုလိုတို့တိတ်မယူတုဘူးသူတို့မှာသူတို့ကတက်တာမြန်တယ်ကြတာမြန်ဘာဖြစ်လို့လဲဆိုတော့အသက်အလိုက်ကနိုင်ငံသားတွေကတွားဘူးတာ14နှစ်တွားတယ်13နှစ်တွား16အဲ့ဒါမျိုးတွားတဲ့ခါကျတော့သူတို့က ဟိုလွယ်လွယ်နဲ့တို့ကလက်ရွေးစင်ဖြစ်တဲ့ခါကျတော့အောက်ခြေတိတ်ပြီးတော့တို့ကဟိုတို့အောက်အောက်ခြေကတိတ်ပြီးနားမလဲဘူးပေါ့အဲ့တော့ကိုတို့ကိုပြောပြတယ်ဘလို့ကစားဘောလုံးဆိုတာအများရန်ပြည့်စုံတယ်ဆိုတာမရှိဘူးနော်နိုင်ငံရုံဘောလုံးသမားတွေကအများလိုအပ်တယ်စိတ်တပိုင်းဆိုင်ရာလည်းတို့ကိုတင်ပေးတယ်ဘာလို့လဲဆိုတော့ဘောလုံးကစားတာဘလောက်ကောင်းကောင်းစိတ်တမကောင်းရင်လည်းဘာမှလုပ်လို့မရဘူးတို့ရောအဲ့လိုမျိုးတင်မယ်ခံယူချက်တို့ခံယူချက်အပင်မမခံချင် လက်ရှိအနေထားလက်ရှိပတ်မှုမျိုးအတိုင်းလက်ရှိပုံစံတိုင်းသွားနိုင်မယ်ဆိုရင်နောက်ဘယ်နှစ်နှစ်လောက်မှာတို့ပြီးနိုင်မယ်လို့ထင်နေတာဘယ်နှစ်နှစ်လောက်ပြီးနိုင်မယ်ဆိုတော့ဖြစ်နိုင်မယ်ဆိုရင်၄၅နှစ်လောက်စောက်ရမယ်ဒါတော့အနေဆုံးပြောတာဘာဖြစ်လို့လဲဆိုတော့အဲ့၄၅နှစ်ကြာမှဟိုအသင်းကလည်းရက်နေမှာမဟုတ်ယူရီးယားတို့ပြည်နယ်တို့ကနှစ်စနစ်ပိုင်းတက်နေနှစ်မှာပဲလေတက်နေကောင်းကောင်းတဲ့ကောင်းအောင်လောက်မှဆိုတော့၄ဟိုတို့၄၅ခုနှစ်နှစ်၈နှစ်လောက်တော့ချိန်ပေးပြီးတော့တော်တော်လုံးယူရမှာ အဲ့ဒါတော့တော်တော်ဟိုပါဘောနော်ကစားသမားတွေပေါ်လဲအများကြီးမှုတွေ့ပါတယ်ကစားသမားတွေအဓိကကစားသမားပဲပြောချင်တာဘောနော်ကိုလဲဟိုဟိုနီးပြဆရာတွေသင်တဲ့နေမှာနေပါတက်တော့ကစားသမားတွေကတချို့ကစားသမားတွေကတိတ်ပြီးတော့နာခံမှုအားနေတယ်ဘောနော်ကိုင်းနေအောင်လုပ်ချင်အောင်လုပ်အဲ့လိုမျိုးဆိုရင်နီးပြဆရာတွေမှလည်းအခက်ခဲရှိတယ်နီးပြဆရာတွေဝင်ကစားလို့မမရတာဟုတ်ကဲ့ခိုင်းနိုင်လို့သင်ထားပေးတာပဲရှိတယ်လေလောက်ရတာကစားသမားကိုယ်တိုင်အဲ့ကစားသမားတွေကခံယူချက်အပြည့်စိတ်တဲ့အပြည့်နဲ့လုံးမှဒီလောက ဘောလုံးကဒီအဆင့်လေးကတိုးတက်မှာပေါ့နော်ဟုတ်ဟုတ်ကဲ့ပြဒီနောက်ဆုံးမိကုန်းတစ်ခုအနေနဲ့ပေါ့နော်ဒီမှာတော့ဒီမှာဒီဘောလုံးဆက်ကစားနေတယ်ဘောလုံးဟိုအခုအသက်ဘယ်လောက်လောက်ဒီဘောလုံးဆက်ကစားမှလဲနေပြီကိုနေတာလည်းဟိုလေမှာဝင်နေတယ်ဆိုတော့ပေါ့နော်အဲ့ဒါကြီးမှန်းချက်မအောင်ဘယ်လိုကြီးမှန်းထားလဲမသိဘောလုံးကလည်းနေအချိန်မှကစားတော့ပါဟိုဟာဒီအလုံးလုံးကစားရဲနောက်တစ်နှစ်နှစ်နှစ်ပဲများဆုံးအဲ့ဒါတော့မှမသိသိမသိကြပါဟုတ်အဲ့ဒါပြီးရင်တော့နေပြဘက်ကတော့ဒီဇိုင်းမမအဲ့ဘက်ပဲအပြီးပြောင်းပါ 好，不、oh、如前面皮夹皮夹着，毛接着面再买嘞。好、oh,，接着再买些。好、oh.。